မင်္ဂလာညချမ်းပါရှင်ဒီနေ့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့တောက်ကြနေ့အတွက် CJ Platform ရဲ့နေ့စဉ်သတင်းလွှာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်ရှင်ကျမကအစီအစဉ်တင်ဆက်သူစင်တီပါဒီကနေ့မှာတော့ဆွီဒင်နိုင်ငံသားတွေရဲ့ပင်စင်ငွေတွေစစ်ကောင်ရှင်လက်ထက်သွေးဝါရောက်ရှိနေတယ်ဆိုတဲ့သတင်းကချင်စစ်ပွဲကြောင့်ရှမ်းရှိဘက်ဦးလဲလာတဲ့တရုတ်မြေရှာလုပ်ငန်းတွေအကြောင်းဆိုတဲ့သတင်းမြောက်အမေရိကနဲ့ဥရောပမှာစံငတ်တုတ်ကွေအချိန်စောပြီးဖြစ်ပေါ်နေတဲ့သတင်း ီသတင်းတွေအပါအဝင် ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။နေချင်းရင်းနဲ့လူခွေရီကိုတံပိုးထားပါတယ်ဆိုတဲ့ဆွီဒင်နိုင်ငံရဲ့အမျိုးသားပင်စင်ရဲဘုံဝင်တွေဟာမြန်မာပြည်သူတွေကိုတပ်ဖြတ်နေတဲ့လက်နက်တွေနဲ့ဤပညာရေးစီတွေ့ဝပြီးစီးဆင်းနေပါတယ်။ Justice for Myanmar JFM အဖွဲ့ရဲ့စုံစမ်းတွေ့ရှိကြရအောင်ဆိုရင်ဆွီဒင် AP ရန်ဘုံဝင်အဖွဲ့တွေဟာစစ်ကောင်စီနဲ့ပတ်သက်နေတဲ့ကုမ္ပဏီတွေမှာ ဒေါ်လာသန်းပေါင်း480ကျော်ရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။ကိုမျိုးနေကပြောပြပေးပါမယ်ရှင်။အဓိကပါဝင်ပတ်သက်နေတာကတော့စီရင်မျိုးသားပင်စင်ရုံမုံငွေအဖွဲ့တွေဖြစ်တဲ့ AB1 ကနေ AB4 ထိနဲ့ AB7 တို့ဖြစ်ပါတယ်။သူတို့ဟာမြန်မာစစ်တပ်နဲ့တိုက်ရိုက်အကျိုးတူပူးပေါင်းနေတဲ့အိန္ဒိယ၊ဂျပန်နဲ့ထိုင်းနိုင်ငံကကုမ္ပဏီကြီးတွေမှာရှယ်ယာတွေထည့်ဝင်ထားကြတာပါ။ စုစုပေါင်းပမာဏကတော့အမေရိကန်ဒေါ်လာ484သန်းကျော်ရှိပါတယ်။အိန္ဒိယဘက်မှာဆိုရင်စစ်တပ်ကိုလက်နက်ရောင်းချနေတဲ့ Bharat Electronics နဲ့ Hindustan Aeronautics လို့ကုမ္ပဏီတွေပါဝင်ပါတယ်။ပိုဆိုးတာကတော့ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ KDDI နဲ့ Sumitomo ပါ။သူတို့ဟာ MPD နဲ့ပူးပေါင်းပြီးမြန်မာပြည်သူတွေကိုစောင့်ကြည့်ထောက်လှမ်းတာသတင်းသမားတွေတကြောလှုပ်ရှားသူတွေကိုခြေရာခံဖမ်းဆီးရမှာအသုံးပြုတဲ့ဤပညာတွေပံ့ပိုးနေတယ်လို့ GFN ကထောက်ပြထားပါတယ် ဒါပြင်စစ်ကော်မရှင်ရဲ့အဓိကနိုင်ငံခြားဝင်ငွေရေတောင်းမြင့်ဖြစ်တဲ့ရေနံနဲ့သဘာဝဓာတ်ငွေလုပ်ငန်းမှာလည်းထိုင်းနိုင်ငံက PTT PTT EP နဲ့အိန္ဒိယက GAI နဲ့ကုမ္ပဏီတွေမှစီရင်ရမုံငွေတွေရောက်နေတာပါဒါဟာဆေးရုံမှုကိုတွယ်ဝိုက်ပြီးငွေကြေးထောက်ပံ့ရောက်နေပါတယ် Justice for Myanmar ပြောခွင့်ရမတ်ရည်နာမောင်ကတော့စီရင်နိုင်ငံသားတွေအနေနဲ့သူတို့ရဲ့ပင်စင်ငွေတွေကိုဒီလိုမတမာတဲ့လုပ်ငန်းတွေမှာအသုံးချနေတာလူလားမှာမဟုတ်ဘူးလို့ပြောပါတယ်။ AB ရန်ကုန်မြို့အဖွဲ့တွေအနေနဲ့ယင်းနှိမ့်မြုံနှံမှုတွေကိုချက်ချင်းရုပ်သိမ်းဖို့ဒါမှမဟုတ်အဲ့ဒီကုမ္ပဏီတွေစစ်တပ်နဲ့လမ်းခွဲအောင်ဖိအားပေးဖို့တောင်းဆိုထားပါတယ်။မြန်မာမြေရှာတတူတူဖွဲ့ရေလုပ်ငန်းတွေဟာတိုက်ပွဲတွေကြားထဲကနေနေရာရွှေ့ပြောင်းပြီးဆက်လက်လေပတ်နေပါတယ်။ကချင်ပြည်နယ်မှာတိုက်ပွဲတွေကြောင့်ရက်တန့်သွားပြီးမဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့တရုတ်နိုင်ငံကိုတင်ပို့မှုကဒေါ်လာတန်း600ကျော်တိရှိနေဆဲဖြစ်ပါတယ်။ကိုမျိုးနေကပြောပြပေးပါမယ်ရှင်။ ISP မြန်မာရဲ့အချက်လက်တွေအရ2025ခုနှစ်ဇန်နဝါရီကနေစက်တင်ဘာလအထိကိုလာတာကာလာတွင်တရုတ်နိုင်ငံကိုမြေရှားတပ်ထုတန်ချိန်2800တင်ပို့ခဲ့ပြီးတန်ပိုးအဖြစ်အမေရိကန်ဒေါ်လာ624တန်းရရှိခဲ့ပါတယ်။အရင်ကမြေရှားအဓိကထွက်တဲ့ကချင်ပြည်ပန်ဝါနဲ့ချီဖွေဒေသတွေကို KIA ကသိမ်းပိုက်လိုက်ပြီးတဲ့နောက်ပိုင်းတရုတ်လုံခြုံရေးရှင်တွေဟာရှမ်းရှိဘက်ကိုခြေဦးလှည့်လာကြတာပါ။ က်ရှိမှာ NDA မိုင်းလာဒေတာမှာလောက်ကွက်စကူကူနဲ့ UWSA ဝါဒေတာမိုင်းပေါက်တဝိုက်မှာလောက်ကွက်26ခုထိအသေတိုးချဲလာကြပါတယ်။ရှန်လူခွေရမန်တိုင်း SHRF ကတော့တရုတ်ကသူတို့လူကျင်တာရောက်ဘယ်နေရာမှဆိုတူးမှာပဲလို့သုံးသပ်ပါတယ်။မနစ်ကနဲ့ရှင်ရင်တန်ချိန်တပေါင်းလောက်ရော့သွားပြီဆိုပေမဲ့ရှမ်းရှိပိုင်းမိုင်းယွန်းဘက်ထိပါလောက်ကအစ်စ်တီတိုးလာနေတာကိုတွေ့ရှိထားရပါတယ်။ကမ္ဘာစည်းကွက်မှာလျှက်စစ်က EV နဲ့နှီးပညာပစ္စည်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့မြေရှားတက်ထုကို တရုတ်က59ရာခိုင်နှုန်းနဲ့အများဆုံးထုတ်လုပ်နေပြီးမြန်မာက18ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိနေပါတယ်။ဒါကြောင့်တရုတ်နိုင်ငံအနေနဲ့နေဆက်ကတချို့တွင်တွေကိုလက်လွတ်ခံမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီစီးပွားရဲ့နောက်ွယ်မှာကြီးမားတဲ့ပေးဆက်မှုတွေရှိနေပါတယ်။တာထုတန့်စင်ရမှာတုံတဲ့ဓာတုစီးပွားတွေကြောင့်မဲကောင်မြည်ရီထိခိုက်ညဉ့်ဉန်းမှုတွေဖြစ်ပေါ်နေပြီးထိုင်းစုရနဲ့သဘောပတ်ဝန်းကျင်အဖွဲ့တွေကပါစိုးရိမ်ကြီးကန့်ကွက်မှုတွေရှိလာနေပါတယ်။ရှမ်းရှိပိုင်းဒေသဟာတရုတ်ရဲ့နီးပညာကဘာကြီးအတွက်အဓိကကုန်ကျန်းဖြစ်တဲ့ဒေသတစ်ခုဖြစ်လာနေပါပြီ။သဘောပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ဒီသားကန်တို့ရဲ့ကျမ်းမာရေး NDA ကတော့ဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေမှာရှိနေပါတယ်အာနာသိမ်းပြီးနောက်ပိုင်းပထမဆုံးအကြံအဖြစ်ဥရောပကအာနာရှင်တူမြန်မာနိုင်ငံကိုရောက်လာပါပြီ။သူကတော့ဥရောပရဲ့နောက်ဆုံးအာနာရှင်လို့တင်စားခံရတဲ့ဘီလာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဖြစ်ပါတယ်။နွေမာလာ29ရက်နေ့ညပိုင်းကနေပြည်တော်ဝင်ဟင်းမှာစစ်ကောင်စီရဲ့စုတတီဂျက်တိုက်လေယာဉ်တွေခြံရံပြီးခန္ဓာကြည့်ကြဲစွာကြိုးဆိုခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာစီးပွားရေးနဲ့ယင်းနှမြုံနှံမှုဆိုင်ရာသဘောတူစာချုပ်16ခုတိလက်မှတ်ထိုးခဲ့ကြပါတယ်။ဗန်လုပ်ငန်း၊တည်ယူပို့ဆောင်ရေးနဲ့ကုန်ထုတ်လုပ်ငန်းတွေပါဝင်တယ်လို့ဆိုပေမဲ့ဒါဟာနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေကိုရှောင်လွှဲနိုင်မဲ့ငွေကြေးလမ်းကြောင်းတွေဖောက်လုပ်ဖို့ဖြစ်တယ်လို့သုံးသပ်ရပါတယ်။ဘီလာရုစ်ဟာမြန်မာစစ်တပ်အတွက်လေကြောင်းရန်ကာကွယ်ရေး MADOC စနစ်တွင် Vostok လို့ခေတ်မီရေဒါစနစ်တွေနဲ့ drone ပညာတွေကိုတိုက်တိုက်ဆိုင်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်ပါတယ်။ စစ်ကောင်မရှင်တပ်သားတွေဟာဘီလာရုစ်တက္ကသိုလ်တွေမှာဒုတိယနည်းပညာနဲ့အီလက်ထရောနစ်စစ်ဆင်ရေးပညာရဲ့တွေကိုတွားရောက်သင်ကြားနေကြတာပါလူကာရှန်ကိုဟာရုရှားသမ္မတပူတင်ရဲ့အရင်းအနှီးဆုံးမဟာမိတ်ဖြစ်တယ်လို့နိုင်ငံကို32နှစ်ကြာအုပ်ချုပ်လာသူပါဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မြောက်အမေရိကနဲ့ဥရောပဒေသတွေမှာစံငတ်တုပ်ကွေယောဂတွေဟာအချိန်ဆိုးပြီးတော့ဖြစ်ပေါ်နေပါတယ်အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလလယ်အထိယောဂပြစ်ပွားမှု190ရှိခဲ့ပြီးဒါဟာမနစ်ခတ်တဲ့လေးစားပုံများနေရပါကိုနာကြီးကဆက်ပြောပြပေးပါမယ်ရှင်ပုံမှန်ဆိုရင်ဆောင်းရာသီရောက်မှကြားရလေးရှိတဲ့ကြံ့ခတ်တုပ်ကွေးတွေဟာဒီနေ့မှာတော့ထူးထူးခြားခြားစောစီးစွာရောက်ရှိလာခဲ့ပါပြီဥရောပနဲ့မြောက်အမေရိကတိုက်တွေမှာကြံ့ခတ်တုပ်ကွေးယောဂဟာစံချိန်တင်စောစီးစွာ ဖြစ်ပွားနေပြီးစားနေရခါဇင်းတို့တွေထက်မှန်မြင့်တက်လာမယ်အရေးစိုးရိမ်နေရပါတယ်အမေရိကန်နိုင်ငံမှာနိုဝင်ဘာလလယ်အထိ ယောဂပြန်ပွားမှု108ကျင်းရှိခဲ့ပြီးဒါအမေရိကထက်လေးစားပိုများနေတာပါအမေရိကန်နဲ့ကနေဒါနှစ်နိုင်ငံပေါင်းကျက်နဲ့ကျက်စင်အကောင်ကြီး16သန်းနီးပါးကိုတုတ်တင်ရှင်းလင်းခဲ့ရပြီးဖြစ်လို့အချိန်လေးကစိုးရင်စရာဖြစ်နေပါတယ်ဥရောပမှာတော့ယောဂတွေးရှိမှုအပြောင်းလဲရှိနေပါတယ်ရင်းနှစ်တွေကလို့ဘယ်ငန်းတွေစီကမဟုတ်ပဲရွှေပြောင်းချိန်ပူစောတဲ့ဂျိုးကြငှက်တွေစီကနေယောဂဘူစတင်တွေးရှိရတာပါဥရောပတိုက်26နိုင်ငံမှာတော်ရိုင်းငှက်တွေစီကနေယောဂတွေးရှိမှုဟာလေးစားလောက်မြင့်တက်လာခဲ့ပါတယ် ဒီကရက်ကအာရှဘက်ကိုပါရောက်လာပါပြီဂျပန်နိုင်ငံမှာလည်းမနစ်ကထက်၅ရက်စောပြီးပထမဆုံးတွေ့ရှိခဲ့ရသလိုကမ္ဘောဒီးယားမှာလည်းပြင်းထန်တဲ့ကူးစက်မှုတွေရှိနေပါတယ်ကမ္ဘာတလေးဆန်ကျန်းမာရေးအဖွဲ့ WOAH ကတော့လူတွေကိုကူးစက်ဖို့အလားအလာနည်းပါသေးတယ်လို့ဆိုပြီးမဲ့ဒီဗိုင်းရပること Lust ့ပုံစံပြောင်းလဲမှုကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုအပ်ကြောင်းသတိပေးထားပါရယ်။ကျန်းကတကွေးရဲ့စောစီးစွာဝင်ရောက်လာမှုဟာကမ္ဘာစားနပ်ရိက္ခာဈေးကွက်ကိုဘယ်လောက်ထိရိုက်ခတ်မလဲဆိုတာစောင့်ကြည့်ရအောင်ပါ။ အမေရိကန်ပိတ်ဆို့မှုကိုရှာဖို့နဲ့ပြည်တွင်မှလည်းတရုတ်ကွန်မြူနီအစိုးရရဲ့ American chips တွေကိုကန့်သတ်မှုအပေါ်ရှောင်လွှဲနိုင်ဖို့တရုတ်နည်းပညာကုမ္ပဏီတွေဟာအရှိတောင်အားရှာကိုခြေဦးလဲလာနေပါတယ်။ကုနာကြီးကပြည်စုံပြပြပါမယ်ရှင်။အမေရိကန်ရဲ့နည်းပညာပိတ်ဆို့မှုတွေကိုကျော်လွှားဖို့အတွက်တရုတ်နည်းပညာကုမ္ပဏီကြီးတွေနီလန်အသစ်ရှာတွေ့သွားပါပြီ။အဲဒါကတော့အိန္ဒိယနိုင်ငံတွေမှာ data center ငှားရမ်းခြင်းပဲဖြစ်ပါတယ်။လီဘာဘာနဲ့ TikTok ပိုင်ရှင် Biden တို့ဟာ မေရိကန်ကပိတ်ပင်ထားတဲ့အစင်းမြင့် AI chips တွေကိုသုံးစွဲနိုင်ဖို့စင်ကူနဲ့မလေးရှားနိုင်ငံတွေကိုခြေဦးလှစ်လာကြပါပြီ2025ခုနှစ် AP လာတော့က Trend အစိုးရဖွဲ့ဟာ Nvidia ရဲ့ H2O chips တွေကိုတရုတ်နိုင်ငံစီရောင်းချခွင့်ပိတ်ပင်ခဲ့ပါတယ်ဒီလိုအခြေအနေမှာတရုတ်ကုမ္ပဏီတွေဟာပြည်ပမှာရှိတဲ့ data center တွေကိုငှားရမ်းပြီးသူတို့ရဲ့ AI model တွေကိုလေ့ကျင့်ဖို့ကြိုးစားလာကြတာပါသူတို့ပြင်စင်ကာပူနဲ့မလေးရှားနိုင်ငံတွေမှာတော့ဒီ chips တွေကိုတရားဝင် သုံးစွဲခွင့်ရှိနေတာဖြစ်ပါတယ်။ဒီကုမ္ပဏီတွေဟာ PR နှစ်ဖက်ညှက်နေတာပါ။ တစ်ဖက်မှာအမေရိကန်ကပိတ်ဆို့သလိုတခြားတစ်ဖက်မှာလည်းပြည်ချင်းဆိုရကပြည်တွင်းပြည်ချစ်တွေကိုသာတုံးဆွဲဖို့ဖိအားပေးနေပါတယ်ပြီးခဲ့တဲ့အင်္ဂါနေ့ကဆိုရင်တရုတ်အာဏာပိုင်တွေကဘိုက်ဒန်အနေနဲ့ပြည်တွင်း data center အသစ်တွေမှာ Nvidia chips တွေကိုမသုံးဖို့တားမြစ်လိုက်တယ်လို့သိရပါတယ်ဒါကြောင့်ပြည်ပထွက်ပြီးဤပညာမြင့်တင်ဖို့ကလွယ်ပြီးရွေးစရာလမ်းမရှိတော့ပါဘူးဒီအခြေအနေကအရှိတောင်းအာရှကို AI ဤပညာအချက်အချာ data ဖြစ်လာစေပါတယ်စင်ကာပူနဲ့ကက်လေမလေးရားနိုင်ငံဂျိုဟိုးပြည်နယ်မှာ data center စီမံကိန်းပေါင်းများစွာအလျင်အမြန်ပေါ်ပေါက်လာနေပြီ ်တရုတ်ကုမ္ပဏီတွေအတွက်အဓိကထွက်ပေါက်ဖြစ်လာနေပါတယ်။အမေရိကန်ဘက်ကအော်ဂူလာတုံးကပြည်ပင်မှုတချို့ကိုပြန်ဖြေလျှော့ပေးခဲ့ပေမယ့်အဆင်ပြေဆုံးဖြစ်တဲ့ဘက်ကွဲ B2000 စီးရီးကိုတော့အမျိုးသားလွန်ကျော်ရေးအရဆက်လက်ပြည်ပင်ထားဆဲပါ။ဒါပေမဲ့လစဉ်အသုံးပြုသူ158စံကျော်ရှိတဲ့ဒူပေါင်းလို AI တွေကိုပုံမအဆင့်မြင့်ဖို့အတွက်တရုတ်ကုမ္ပဏီတွေကတော့နီလန်ပေါ့ဆောင်နဲ့ဂျိုးပန်းတကြဆဲဖြစ်ပါတယ်။ Dispi လို့ကုမ္ပဏီမျိုးကတော့ပြည်ပင်မှုမတိုင်ခင်ကတည်းကချစ်တွေကိုကြိုးဝယ်ထားလို့ပြည်တွင်းမှာရပ်တည်နိုင်ပြီမယ်။ ကျန်တဲ့နီးပညာကုမ္ပဏီကြီးတွေကတော့အမေရိကန်ဥပဒေပေါင်းအတွင်းကနေပဲအာရှဒေသတွင်းမှာအားပြိုင်မှုတွေဆက်လက်ပြင်းထန်နေဦးမှာဖြစ်ပါတယ်။နှစ်ပေါင်း80အတွင်းအစိုးရစံမီလာမှုဖြစ်ခဲ့တဲ့ဟောက်ကောက်ကမူမြော်တိုင်းအရာမှာကယ်ဆယ်ရေးတွေကိုဆုံးသတ်လိုက်ပါပြီ။နောက်ဆုံးအချက်လက်တွေအရဆိုရင်တိတ်ဆုံးသူ128ကိုရှိခဲ့ပြီး200နီးပါးပျောက်ဆုံးနေဆဲဖြစ်ပါရဲ့ရှင်။ကိုနိုင်အရာပြောပြပေးပါမယ်။ဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့နှစ်ပေါင်း80နီးပါးအတွင်းအစိုးရစံမီလာမှုကြီးတစ်ခုကြောင့် လူပေါင်း128ဦးသေဆုံးခဲ့ရပြီးနောက်ထပ်လူ100လောက်ပျောက်ဆုံးနေစေဖြစ်ပါတယ်။တောက်ကြနေမှာတော့အာနာပိုင်တွေကကျေစေးလုပ်ငန်းတွေပြီးဆုံးပြီလို့ကြေညာလိုက်ပါပြီ။အထက်32ထက်မြင့်တဲ့ဝမ်ဖူကောင်အိယာဝင်းကတိုက်ရှစ်လုံးရှိတဲ့အနက်ခုနှစ်လုံးအထိမြို့ဟုံတောက်လောင်ခဲ့တာပါ။အဓိကတရားခံကတော့အစာဦးပြုပြင်မုံမှန်ဖို့ညှန်းဆင်ထားတဲ့ဝလုံးတွေနဲ့မိလောင်လွယ်တဲ့အစိမ်းရောင်ပိုက်ကွန်အကာရံတွေကြောင့်လို့သိရပါတယ်။ဒါပြင်အေးပေါ်မီးချက်ပေးခေါင်းလောင်းတွေကလည်းကောင်းကောင်းအလုံးမလုံးခဲ့ပါဘူး။ ောင်ကောင်လူညွန်ရေးအကြီးအကဲခရစ်တန်ကတော့အဆောက်အဦတွေကိုဝင်ရောက်စစ်ဆေးမှုတွေလုပ်တဲ့အခါနောက်ထပ်ကြိုးအလောင်းတွေထပ်တွေ့နိုင်သေးတယ်လို့သတိပေးထားပါတယ်။လက်ရှိမှာတော့ဆော်လော်ရီကုမ္ပဏီ Prestige Construction က Driver နှစ်ဦးနဲ့ Engineer တဦးကိုလူသေးစေမှုတန်လျာနဲ့ဖမ်းဆီးထားပါတယ်။ဖိလစ်ပိုင်အိမ်အကူ19ဦးပျောက်ဆုံးနေသလိုအင်ဒိုနီးရှားနိုင်ငံသား2ဦးလည်းသေဆုံးခဲ့ရပါတယ်။လက်ရှိမှာတော့စေတနာဝန်ထမ်းယာချီဟာဒုက္ခသည်တွေအတွက်အစားအသောက်နဲ့သုံးဆောင်တွေကူညီပေးနေရပါတယ်။ဟောင်ကောင်ဆိုရကဒုက္ခသည်တွေအတွက် ဟောင်ကောင်ဒေါ်လာတန်300မတ်တီလူထမ်းထားပါတယ်1948ခုနှစ်နောက်ပိုင်းအသေးပြောက်အများဆုံးဖြစ်တဲ့ဒီမီလောင်မူကြီးဟာဟောင်ကောင်ပြည်သူတွေရဲ့အစိုးရပေါ်ယုံကြည်မှုကိုစမ်းသပ်လိုက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်လာနေပါတယ်ညစဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ CG Platform ရဲ့မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်ရှင်ဆောင်ရသည်ရောက်ရှိလာပြီဖြစ်တဲ့မြန်မာနိုင်ငံမှာညပူချိန်တွေဟာပိုပြီးအရေးကြီးလာပါပြီ။ဒါကြောင့်ညပူချိန်တွေနဲ့ပတ်သက်ပြီးအရင်ဆုံးပြောပြပေးပါမယ်ရှင်။ ဒီနေ့မှာတော့ရှမ်းချင်းပြည်နယ်ကရင်နီပြည်နယ်တို့မှာညပူချိန်တွေတိတိတသာကျဆင်းနေပြီဖြစ်ပြီးတနင်္ဂနွေလောက်ထပ်အေးဆုံးနေရာတွေလို့ဆိုရမှာဖြစ်ပါတယ်။ရှမ်းနဲ့ချင်းတို့မှာတော့ညပူချိန်တွေဟာ၄ degree celsius ကနေ၂ degree celsius ထိကျဆင်းနိုင်ခြင်းရှိနေပြီးကရင်နီပြည်နယ်မှာတော့၆ degree celsius ကနေ၄ degree celsius ထိအနည်းဆုံးပူချိန်ကျဆင်းမှာဖြစ်ပါတယ်ရှင်။မကွေးတိုင်းပဲခူးတိုင်းအနောက်ခြမ်းနဲ့တောင်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းနဲ့မွန်ပြည်နယ်တို့မှာတော့ ညအပူချိန်16ဒီဂရီဆယ်စီယက်ကနေ16ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်မှာဖြစ်ပြီးကြံပြင်းနေတဲ့တိုင်းတွေမှာတော့14ဒီဂရီဆယ်စီယက်ကနေ17ဒီဂရီဆယ်စီယက်ထိအနည်းဆုံးအပူချိန်ကျဆင်းမှာကိုမိုးလေဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါတယ်မြူဆိုင်တဲ့အခြေအနေတွေအနေနဲ့ကတော့ဒီနေ့ညကနေမနက်ဖြန်နိုဝင်ဘာလ29ရက်နေ့မနက်ထိကချင်ပြည်နယ်အနောက်ပိုင်းနဲ့တောင်ပိုင်းသခိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာအနှံ့အပြား စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းအောက်ပိုင်းတို့မှာနေရာဆက်ဆက်မြူဆိုင်နိုင်ခြင်းရှိနေပါရဲ့ရှင်။ဒါ့အပြင်ရှမ်းပြည်မှာတော့နေရာကျကျနဲ့ကျပညာနဲ့တိုင်တွင်မှာနေရာကွက်ကြားမြူဆိုင်နိုင်တာကြောင့်ကုန်းလန်းကဖြစ်စေရေလန်းကဖြစ်စေညခင်အရေးပေါ်သွာလာသူတွေနဲ့မနဲ့စစောပိုင်းမှာသွာလာသူတွေအနေနဲ့ရင်းအနေရဲ့ကင်းရှင်းစေဖို့တတိပြုသွားလာကြပါလို့အကြံပြုလိုပါရဲ့ရှင်။ကျမတို့နေထိုင်ရကဘာကြီးဟာပူနွေးလာတာနဲ့အမျှရာသီဥတုဖြစ်စဉ်တွေဟာလည်း ောက်ပြန်မှုတွေများလာပါတယ်အခုမိုးလွန်ကာလအတွင်းမှာဆိုရင်မြန်မာနိုင်ငံပက်လေကပင်လယ်ပြင်တွေမှာလေထုမငြိမ်သက်မှုတွေဖြစ်ပေါ်ခဲ့ပြီးဆိုင်ကလုန်းမုန်တိုင်းဆန်ရတိုက်ဖုန်းမုန်တိုင်းခိုတုံနဲ့ဆိုင်ကလုန်းမုန်တိုင်းဂျစ်ဝါတို့ဟာအသီးသီးဖြစ်ပေါ်ခဲ့တာတွေဟာရှားပါးတဲ့မိုးလေဝသဖြစ်စဉ်တွေပဲဖြစ်ပါရှင်အခုလက်ရှိဖြစ်ပေါ်နေတဲ့ကပလီပင်လယ်တောင်ပိုင်းမလကာရေလက်ကြားကနေတောင်တရုတ်ပင်လယ်အတွင်းကိုဆင်းသွားတဲ့ဆိုက်ကလုန်းမုန်တိုင်းဆန်ရရဲ့ဖြစ်စဉ်ဟာဆိုရင်မလကာရေလက်ကြားမှာစတင်ဖြစ်ပေါ်ပြီး ်ဘင်္ဂလားပင်လယ်ဩကပလီပင်လယ်နဲ့အာရဗျပင်လယ်တို့မှာဖြစ်ပေါ်တဲ့ရှားပါးဖြစ်စဉ်တစ်ခုဖြစ်ပါရှင်ဒီဖြစ်စဉ်ကြောင့်ထိုင်းမလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံဆူမတရာကျွန်းမြောက်ပိုင်းတွေမှာနှစ်ပေါင်း300တွင်ဆိုးရတဲ့ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်ဝိုးလဝတာပညာရှင်ဦးဝင်းနိုင်ရဲ့တုတ်တက်မှုတွေအရဆိုရင်ပုံမှန်အားဖြင့်မြက်လက်တီကျူး9ဒီဂရီအထက်6ဒီဂရီကနဲ့7ဒီဂရီအထက်မှာသာကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်လေးရှိတဲ့အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းကစိုက်ကလုန်းမုန်တိုင်းတွေထဲမှာ ီနှစ်ရဲ့မုန်တိုင်းအမှတ် 04B cyclone မုန်တိုင်းဆန်ရဟာမြောက်လက်တီကျူ9ဒီဂရီအောက်မှာကုန်းတွင်းကိုဖြတ်ကျော်မြောက်ခဲ့တဲ့ရှားပါးတဲ့ cyclone မုန်တိုင်းတစ်လုံးဖြစ်မှတ်တမ်းဝင်သွားခဲ့ပါရှင်။ဒါက CG platform ရဲ့ပြည်သက်တွေအတွက်ဗဟုသုတအနေနဲ့ပြောပြပေးရပါဆက်လက်ပြီးပင်လယ်ပြင်အခြေအနေတွေနဲ့ပတ်သက်ပြီးပြောပြရမယ်ဆိုရင်တိရီလင်္ကာနိုင်ငံကုန်းတွင်းပိုင်းကိုဗဟိုပြုနေတဲ့ဆိုင်ကလုန်းမုန်တိုင်းတစ်ထွာဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီးမင်္ဂလာပင်လယ်ကိုအနောက်တောင်ပိုင်းကိုဆင်းသက်ကာ အိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းကမ်းခြေနဲ့အင်ဒိုပရာဒိတ်တောင်ပိုင်းကမ်းခြေတို့ကိုရောက်ရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ဒီအချိန်နေကြောင့်မြမပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိနိုင်မှာဖြစ်ပြီးမြမကန်ယူနယ်တစ်လျှောက်နဲ့ကမ်းလွန်းပင်လယ်ပြင်တို့မှာလှိုင်းအမြင့်ဟာ၆ဘီကနေ၈ဘီခန့်ရှိနိုင်ပါတယ်။အထူးသဖြင့်တော့မော်တမာကွေ၊မွန်တနင်းသားရီကမ်းယူနယ်တစ်လျှောက်နဲ့ကမ်းလွန်းပင်လယ်ပြင်တို့မှာရှိတဲ့ကန်နီကန်ဝေ၊ငါးဖန်းရည်ရင်တွေတင်ပေါ်ရည်အနေနဲ့တော့တတိပြုသွားလာကြဖို့လိုပါရဲ့ရှင်။ အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခမှန်ချက်တွေကိုတော့ကျမတို့ CJ Platform ကမိုးလေဝသလေ့လာသူတို့ဖြစ်သူကိုလကုံအိမ်ကမိုးလေဝသခမှန်ချက် model တွေရဲ့ဖော်ပြချက်ကိုအခြေခံပြီးခမှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေလေရှိပါတယ်။ဒါကြောင့်ကျမတို့ CJ Platform ရဲ့နောက်ဆုံးရမိုးလေဝသခမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြပါလို့မြတ်တရားခံလိုပါရဲ့ရှင်။ CJ Platform ရဲ့တရင်စီစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါရဲ့ရှင်။ဒီနေ့အတွက်နေ့စဉ်တရင်လာအစီအစဉ်ကိုတော့ဒီမှာပဲရန်နာပါစေ။ CJ Platform ရဲ့တရင်စီစဉ်တွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဤကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပြီးစစ်ပေတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။